မင်္ဂလာပါဘိုက်တဲ့ဘာဘာရှောင်းကနေပြီးတော့ပြန်လဲကြိုဆိုပါရယ်စပင်လေးတွေလည်းကျွန်တော်ညက်မပြရကြပြီဖြစ်တဲ့အတွက်ဒီဗီဒီယိုဖိုင်လေးမှာ drop fade head ကလေးကိုကျွန်တော်ညက်ပြရင်းနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုစုံထီကြည့်လိုက်ရအောင်နော်ပထမအဆုံးအနေနဲ့ဒါကျွန်တော်4.5 mm ကပ်ကိုအသုံးပြုပြီးတော့ကျွန်တော်အပေါ်ဆုံးမှာရှိတဲ့ foundation guideline ကိုစတင်ပြီးတော့တည်ဆောက်နေရပဲဖြစ်ပါတယ်ဒီနေရာမှာအဲ 10mm ကပ်ကိုလည်းအသုံးပြုခြင်းပြုလို့ရပါတယ် ဒေးစင်ကတော့အောက်ဆုံးကဖောင်ဒေးရှင်းဖြစ်တဲ့မာကာလိုင်းကိုတိစောက်နေရပါဖြစ်ပါတယ်။ဒော့ဖီဖြစ်တဲ့တော့ကျွန်တော်ရှေ့မှာ share လေးခြံပြီးညှက်ချင်တာဖြစ်လို့ဒါမာကာရောရှေ့ရနေပြီးတော့ကျွန်တော်အခုံးပုံစံလေးယူပြီးတော့နောက်ကိုဘီပုံစံဆင်းသွားရပါဖြစ်ပါတယ်။အခုကျွန်တော်ညက်ပြနေရတော့ဒော့ဖီကိုကျွန်တော်အနိုင်လေးပေါ့နော်။အဲဒော့ဖီမှာလည်းကျွန်တော်တို့အနိုင်ရှိတယ်အလေလက်ရှိတယ်အမြင်နိုင်တယ်ညက်လို့ရပါတယ်။အခုကျွန်တော်ညက်နေရတော့ဒော့ဖီကို low face ပုံစံမျိုးလေးကျွန်တော်ညက်နေရပါဖြစ်ပါတယ်။ ဒီဆင်းကတော့ကျွန်တော်စောစောပွန်တုံးခဲ့တဲ့4.5 mm ကပ်ကို open blade အနေထားမှာထားပြီးတော့အပေါ်ဆုံးမှာ guideline တစ်ခုကိုထပ်ပြီးတော့တိဆောက်နေရပဲဖြစ်ပါတယ်ပြီးရင်တော့ clipper ရဲ့ blade ကို open အနေထားမှာထားပြီးတော့ guideline တစ်ခုထပ်ပြီးတော့ယူပေးရမှာပဲဖြစ်ပါတယ် ဒီ open plane နဲ့ယူတဲ့ guideline ကိုကျွန်တော်တို့လက်တလုံးစာမရှိတရှိအနေထားမှာကျွန်တော်တို့ယူသွားပေးရမှာပဲဖြစ်ပါတယ်ဆော့ဆော့ယူခဲ့တဲ့ marker line နဲ့အညီလေးနောက်ထီကိုအပြိုင်လေးညီညီညာညာလေးယူပေးရမှာပဲဖြစ်ပါတယ်နောက်ထပ်သင့်အနေနဲ့ဒီ clipper ရဲ့ blade ကို close အနေထားမှာထားပြီးတော့ပထမဆုံးပေးခဲ့တဲ့ marker ရာကိုပြောင်းဖြောက်ပေးရမှာပဲဖြစ်ပါတယ် ဒီနေရာမှာတခုပြောချင်တာပေါ့လေတချို့ကလစ်ပါတွေရဲ့ဘလိတ်ကဒီမာကာယာကိုပြောက်အောင်မဖြောက်ပေးနိုင်ဘူးပေါ့နော်အဲအဲ့လိုခါမျိုးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ထွင်မာကိုလည်းအသုံးပြုနိုင်ပါတယ်အခုဒီဆင်းရဆိုရင်ကျွန်တော်ဆော့ဆော့ပြောခဲ့တယ်လို့ပဲအဲကြံနေခဲ့တဲ့အစာလေးတွေကိုကျွန်တော်ထွင်မာကိုအသုံးပြုပြီးတော့ဖြောက်ပေးနေရပဲဖြစ်ပါတယ် ီဆင်းကတော့1.5 mm ကတ်ကိုအသုံးပြုမှာဖြစ်ပါတယ်အဲ blade ကိုတော့ clipper ရဲ့ blade ကို open blade နေထားမှာထားပြီးတော့ကျွန်တော်တို့ guideline line ကိုထပ်ပြီးတော့ဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ် အခုလိုဖိတ်တွေကိုညက်တဲ့အချိန်မှာ1.5 mm ကတ်ကမဖြစ်မနေကိုရှိဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အမိန်လိုင်းတွေကိုတိဆောက်တဲ့နေရာမှာ1.5 mm ကတ်ကအဓိကကျလို့ပါ။ကုမြင့်တွေ့နေရတော့ကျွန်တော်တို့နောက်ပိုင်းလေးပေါ့နော်။အချုံပုံစံလေးကျွန်တော်ထားပါတယ်။နောက်တစ်ဆင့်အနေနဲ့ဒီ1.5 mm ကတ်ကို close plate အနေထားမှာထားပြီးတော့ကျွန်တော်တို့ guideline တစ်ခုကိုထပ်ပြီးတော့ဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။ ဒီဆင်းကတော့ဒါ clipper ရဲ့ blade ကို open နေထားမှာထားပြီးတော့ကျွန်တော်အဲ talent တခုကိုထပ်ယူနေရပဲဖြစ်ပါတယ်ဒီနေရာမှာတော့ဒါ lever ပေါ့နော် lever လို့ခေါ်တဲ့ကျွန်တော် adjust key ကိုလိုတယ်လိုချိန်ဆပြီးတော့တနေရာနဲ့တနေရာမတူညီတဲ့အတွက်လိုတယ်လိုချိန်ဆပြီးတော့သုံးပြရမှာပဲဖြစ်ပါတယ်ဒီဆက်မှာတတိထားမှာ clipper ကိုကစားတဲ့အချိန်မှာလက်ကိုတကယ်ကိုတည်ငြိမ်မှုလိုပါတယ်။ normal ဆိုရင်အပေါ်မှာပြန်ပြီးတော့လက်လွန်သွားတဲ့အခါမှာပြန်ပြီးတော့ထစ်သွားနိုင်ပါတယ်။ Okay အခုဆိုရင်တော့ဒါကျွန်တော်တို့အပေါ်ဆုံးမှရှိတဲ့သဘင်ကို plan နဲ့လိုက်နေတာပဲဖြစ်ပါတယ် plan နဲ့လိုက်တဲ့နေရာမှာအောက်က fake ကအခုံးဆိုရင် plan နဲ့လိုက်တဲ့နေရာမှာလည်းခုံခုံလေးဖြစ်ဖို့လိုတယ်အချုံဆိုရင်လည်းအချုံလေးအတိုင်းပဲကျွန်တော်တို့ plan နဲ့လိုက်ပေးရမှာပဲဖြစ်ပါတယ်ဒီဇိုင်းကတော့ကျွန်တော် 10mm ကတ်ကိုအသုံးပြုပြီးတော့ဆော့ဆော့ plan နဲ့လိုက်ခဲ့တဲ့ guideline အထိကိုကျွန်တော်ပြန်ပြီးတော့ပို့ပြီးတော့တည်တအောင်အချောလေးပြန်လိုက်ပေးနေရပဲဖြစ်ပါတယ်ဒီနေရာမှာသဘင်ကိုတော့အများကြီးမယူပြီးတော့ကျွန်တော်တို့ guideline မထိုးတော့ပါဘူး ဒီဆင်းရလဲကျွန်တော်3 mm ကတ်ကိုကျွန်တော်တို့ open blade အနေထားမှာထားပြီးတော့ဒီပို့ပြီးတော့တည်တက်သွားအောင်ပို့ပြီးတော့အမိန်လိုင်းတွေကိုဖော်ဆောင်လို့ရအောင်ကျွန်တော်အချောပြန်လိုက်နေရပဲဖြစ်ပါတယ် ဲအခုဆိုရင်တော့ကျွန်တော်တို့ fade in line ကတော့တိဆောက်ပြီးသွားပြီကျွန်တော်ရှေ့ရဲ့ share တို့ရိတ်လေးကိုတည်တောင်းထေချာညီညီညာညာလေးပေါ်ပြရမှာပဲဖြစ်ပါတယ်ပေါ်စမင်းမြတ်တဲ့ပုံစံလေးယူတော့ကျွန်တော် အဲကြော်လိုက်ပါတယ်ဘာကြောင့်လဲဆိုလို့ရှင်ဗီဒီယိုဖိုင်အရင်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပါအဲဒီဗီဒီယိုဖိုင်မှာတော့ဒီညီလေးကိုကျွန်တော် hashtag 2မျိုးထားလို့ရအောင်ကျွန်တော်ညက်ပေးထားတာပဲဖြစ်ပါတယ်ပထမပုံကတော့အခုမြင်တွေ့ရတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ cyber ပုံစံလေးကိုခက်ရိုးရိုးကျွန်တော်တို့ gentleman တွေ့လေးနဲ့ဒီတန်တန်လေးတွားလို့ရတဲ့ပုံစံလေးကိုကျွန်တော်ထားပေးထားဖြစ်ပါတယ် နောက်ထပ် hashtag လေးကတော့ဒါလူငယ်ပုံစံလေးပေါ့နော် quick ကိုမှကျွန်တော် spiky ပုံစံအရှိပုံစံလေးညှက်ပေးထားပဲဖြစ်ပါတယ်။အဲဒီပုံစံလေးကတော့လူငယ် fashion တွေနဲ့ပို့ပြီးတော့ live ဖတ်ပါတယ်။ကျွန်တော်ရဲ့ video file တွေကိုအဆုံးအထိကြည့်ရှုပေးတဲ့တက္ကူချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်နောက် video file တွေမှာပြန်လည်ဆောင်စည်းကြရအောင်။